တနင်္သာရီတိုင်းလောင်းလုံမြို့နယ်ကစင်ထောက်ကန်းကြီမှာဝေလာငမန်းသုံးကောင်တောင်တင်သေဆုံးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဝေလာငမန်းသုံးကောင်စင်ထောက်ကန်းကြီမှာတောင်တင်သေဆုံးနေတာကိုဒေတာခန်တွေကပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့လယ်တနာရီဝန်းကျင်လောက်မှာတွေ့ရှိခဲ့ကြတာဖြစ်တယ်လို့သိရပြီးအဲ့ဒီဝေလာငမန်းတွေဟာအရွယ်အစားအဖြစ်တကောင်ကတော့28ပေခန့်ရှိကာ နောက်နှစ်ကောင်ကတော့ဆယ်ပေကျော်အရွယ်ရှိတယ်လို့ဆိုကြပါဗျ။ဝေလငမန်းဟာအလွန်ရှားပါပြီးမြို့သုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်ပြီးကဘာပေါ်က၅မျိုးစိတ်များအားလုံးထဲမှာအရွယ်အစားအကြီးဆုံးလည်းဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားဝေလငမန်းဟာဗျမ်းမြအားဖြင့်အရှိ78ပေမှ32ပေအထိရှိနိုင်ပြီးအချို့ဟာပေ60ကျော်အထိကြီးထွားနိုင်တယ်လို့သိရပါတယ်။အဲ့ဒီဝေလငမန်းတွေဟာ ပင်လယ်သမုတ်တရားတွေရဲ့အပူပိုင်းနဲ့အပူလျော်ပိုင်းရင်မြေတွေမှာ ကျဆားလေးရှိပြီးမြန်မာ၊ထိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေနဲ့ထိစပ်နေတဲ့အက်ဒမန်စီမှာကျဆားကြတယ်လို့သိရပါဗျ။မြန်မာပြည်မှာဆိုရင်တော့တနင်္သာရီကံယုတန်၊မေကျွန်းစုအပါအဝင်မြမပင်လယ်ပြင်နဲ့တခြားကံယုတန်ဒေသတွေမှာလည်းတွေ့ရှိရတတ်တယ်လို့သိရပါဗျ။ဝေးလငမန်တွေဟာပုံမှန်အားဖြင့် တက်တန်းအနှစ်80ကနေနှစ်ပေါင်း130လောက်ထိနေနိုင်ကြပြီးမြန်မာနိုင်ငံမှာတော့ကံယူတန်းဒေသတစ်လျှောက်လုံးနဲ့ရေနံပိုင်းမှာနေထိုင်ကြပြီးတဘောဝထိန်းသိမ်းဆောက်ရှောက်ရေးအပြည်ပြည်ဆိုင်ရာတမကကမျိုးသုံးလူနီးပါးအနေနဲ့ရှိတဲ့မျိုးစိတ်အစဉ်အဖြစ်2016ခုနှစ်ကစပြီးသတ်မှတ်ထားပါတယ်။လွန်ခဲ့တဲ့3နှစ်အတွင်းမှာလည်းတနေ့တိုင်တိုင်းတွင်းမှာရှိတဲ့ပူလောမျိုးနယ်ကြောက်ကာရွာနဲ့ ကျွန်းစုမြို့နယ်တဲတန်းကျေးရွာအနီးမှာအရွယ်အစားအရှိ26ပေလုံးပတ်ဆက်နက်ပေရှိတဲ့ဝေးလငမန်းတချို့တောင်းတင်ပြီးတေဆုံးခဲ့ဘူးကမွန်ပြည်နယ်ရေမြို့နယ်တောင်ပိုင်းမှာရှိတဲ့တဲခုံရွာကန်းကျေးမှာလည်းအရှိ18ပေရှိတဲ့ဝေးလငမန်းတကောင်တောင်းတင်တေဆုံးခဲ့ဘူးတယ်လို့သိရပါဗျ